အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လက်ရှိနာမည်ကြီးနေတဲ့မြန်မာထိုင်းနယ်စပ်ရှိကြားဖြန့်ပြဿနာတွင်မြန်မာစစ်တပ်စစ်ကော်မရှင်နှင့်စစ်တပ်ဩဇာခံခရင်နေကြဆောင်တဲ့ Fora Get 4 VGF တို့၏ပတ်သက်မှုသည့်အ धिक ရှုပ်ထွေးစေသော အကြောင်းရင်းဖြစ်ပါတယ်။ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သည့် VGF အဖွဲ့အစည်းသည်မြန်မာထိုင်းနယ်စပ်အနီးမြန်မာနိုင်ငံအတွင်းရှိကြားဖြန့်လုပ်ငန်းများအတွက် တိုက်ရိုက်ပတ်သက်မှုအကြီးဆုံးအဖွဲ့ဖြစ်ပါတယ်။ PDF တီ၎င်းတို့ထိန်းချုပ်ထားသောမြောက်ပြည်မြို့အနီးရှိရွှေကုတ်ကိုမြို့တိ KK ပတ်ကဲ့သို့သောနေရာများတွင်တရုတ်ရာဇဝတ်ကိုင်းများအခြေစိုက်လုကင်နိုင်ရန်လုံခြုံရေးပေးထားပါတယ်။ USIP United States Institute of Peace အစီရင်ခံစာများအရ BGFT ဤလုပ်ငန်းများမှနှစ်စဉ်ဒေါ်လာတန်းရာနှစ်ချီရရှိနေသည်ဟုဖော်ပြပါရယ် BGF ကောင်းဆောင်အချို့သည်ကြားဖြန့်ကောင်းဆောင်များနှင့်ပူးပေါင်းကလုပ်ငန်းများတွင်ပါဝင် ပတ်သက်နေကြောင်းသတင်းတွေထွက်ရှိခဲ့ပါရယ် VGF သည်စစ်ကောင်စီကိုကယ်မှုအောက်တွင် ရှိပြီး VGF အဖွဲ့ဝင်ဤ90ရာခိုင်နှုန်းလောက်ကိုစစ်တပ်သို့ခွဲဝေပေးသည်ဟုအစီရင်ခံစာများကဆိုပါတယ်။ဆက်လက်ပြီးဝလက်အနောက်မြောက်ခြမ်းတိုက်ပွဲစစ်တပ်အထင်အားတွေဆွဲတဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းဝလက်မြို့နယ်အနောက်မြောက်ခြမ်းမှာတိုက်ပွဲဖြစ်ပြီးစစ်တပ်စစ်ကြောင်တေဆုံထိခိုက်မှုများလည်းလို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်။နိုဝင်ဘာ23ရက်မနက်ပိုင်းကတည်းကတိုက်ပွဲဖြစ်ခဲ့ပြီးစစ်တပ်ကလေကြောင်းကနေ Jet Fighter 3စီးနဲ့ပစ်ကူရယူခဲ့တယ်လို့ဆိုပါရယ်။ ဆိုင်နိုင်ကွေးကတက်လာတဲ့စစ်ကြောင်းနဲ့ဖြစ်တာတနေကုန်ညီပါပဲစစ်တပ်ကအထိနာလို့မနေ့ကလေးကြောင်းကနေတောက်လျှောက်ကျဲတဲ့ရဲဘော်တွေဘေးကင်းကြတယ်လို့ရေပြင်စည်ရေးအခြေအနေကိုသိတဲ့ဝက်လက်ဒေသခံတအူးကသတင်းဌာနကိုပြောပါတယ်လေးကြောင်းသတင်းအချက်အလက်တွေအရဝက်လက်မြို့နယ်ချေးတိကုန်းနဲ့ပုံနာကျေးရွာတဝိုက်ကိုနိုဝင်ဘာ23ရက်မနက်စင်နာရီခွဲကစပြီးမိုးလဲနှစ်နာရီဖွင့်ခြင်းအထိလေကြောင်းကနေ6ကြိမ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တပ်ဆိုင်ရာတရင်တပ်ဖွဲ့တာဝန်ခံတွေသတင်းထုတ်ပြန်ပေးပါလိမ့်မယ်လို့တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ဝက်လက်မျိုးနဲ့ကာကွယ်ရေးဖွဲ့ဝင်တအုပ်ကပြောပါတယ်စစ်တပ်ကဝက်လက်မျိုးနဲ့အနောက်ချမ်းကရွာသားကြီးရွာကိုနိုဝင်ဘာလဆန်းကအင်အားရနေချီဝင်ရောက်တက်ဆွဲပြီးအနောက်မြောက်ချမ်းကရွာတွေကိုစစ်ကြောင်းသုံးခုနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်နိုဝင်ဘာ20ရက်အထိစိုင်းနိုင်လေးရွှေကျင်လှတော်ကြီးကန်ပင်စင်မူကြီးထုံးပေါ်တရာဦးနဲ့လိန်ပင်အစရှိတဲ့ကျေးရွာတွေအပါအဝင်ကျေးရွာ18ရွာကိုမီးရှို့ဖျက်ဆီးခံထားရပါတယ်အဲဒီရွာတွေကပြည်သူထောင်နဲ့ချီထွက်ပြေးနေရပြီးဒေသခံ90ဝန်းကျင်ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့လေဒေသခံတချို့ကပြောပါတယ် ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။